အင်္ဂလိပ်စာစနစ်တစ်ကိုသင်ကြားမယ်ဆရာဦးကွန်လဟန်ပဲဖြစ်ပါတယ်ဒီနေ့ဆရာတို့ဆက်လက်ပြီးတော့သင်ကြားမယ်သင်ခန်းစာတော့ Unit 10 Lesson 3ပဲဖြစ်ပါတယ် lesson 3ရဲ့ခေါင်းစဉ်ကတော့သာရသမီးတို့အားလဲအချိန်မျိုးမှာဘာတွေလောက်ရတာကြိုက်ပါတယ်ဆိုရဲခေါင်းစဉ်ပဲဖြစ်ပါတယ်ကဲအားရဆန်တော့သင်ခန်းစာမစခင်မှာအာ learning outcomes လေးဖတ်ပြပါမယ် before after learning this lesson you guys will be able to use the verbs followed by a gerund and the verbs followed by two infinitive အဲ့တော့ဒါတော့သမီးတို့သင်ခန်းစာသင်ယူပြီးသွားပြီအနောက်ပိုင်းမှာတော့အာဒီ buff ရဲ့အနောက်ပိုင်းမှာ geran လိုက်တဲ့ပုံစံတွေတည်သွားတယ်လို့မျိုးပဲနောက်တစ်ခု buff ရဲ့အနောက်ပိုင်းမှာလည်းပဲ2 infinitive လိုက်တဲ့ပုံစံလေးကိုလည်းသုံးတက်တည်တက်သွားမှာပဲဖြစ်ပါတယ်နော်ကဲဒါဆိုရင်တော့ zero သင်ခန်းစာမစခင်မှာဒီနေ့က zero သင်ကြားမယ်ခုနပြောတဲ့ geran တွေ2 infinitive တွေကဘာတွေလဲဆိုတာဆရာအစပြုပေးပေးမယ်နော်အဲ့တော့ဒီမှာပေးထားတဲ့စာကြောင်းလေးတွေကအရန်ကိုရိုးရှင်းပြီးတော့လွယ်ကူပါတယ်ဒါတော့သမီးတို့အရင်ဆုံးရွေးကြည့်ပါအောင် အဲ့တော့ဘဲစာကြောင်းကမန္တလေးဘဲစာကြောင်းကမန္တလေးဆိုတာလေးကိုအရင်ဆုံးအာစာကြောင်းက၄ခုပဲရှိပါတယ်အရင်ဆုံးဖတ်ပြီးတော့ရွေးကြည့်ကြပါအောင် Okay have you finished Very good so uh, the first one got, I enjoy playing the piano piano တီးရတာကိုသဘောကျနေတတ်ပါတယ်ဒါဆိုတော့မန်လားဟုတ်တယ် the, the first one sentence ကမန်တယ် Number 2 I enjoy to play the piano piano တီးရတာကိုလည်းပဲသဘောကျပါတယ်ဒါဆိုရင်တော့ဆရာကဒီ number 2ကဆရာ Duran ပုံစံလို့ပြောရင်တော့ဒါဆရာမားသွားမယ်ဖြစ်ပါတယ်เนาะဒါဆိုရင်တော့ number 2ရဲ့ sentence ဒီဒုတိယစာကြောင်းကတော့ဆရာတော့အတိတ်ပဲလဲမှန်ပါတယ်ဒါကနောက်တစ်ခု number အောက်ကတစ်ခုကြည့်ပါအောင် I want playing the piano. မလားမားတယ်နော်အပီယံပီယံနိုတီချင်းတီချင်းချင်းနေဆိုရတာကလည်းဆရာလုံးဝ မာတယ်နော် I want playing the piano ဆိုစာကြောင်းကဆရာတို့မာပါတယ် I want to play the piano piano teaching တယ်ကြည့်အရဆိုရင်တော့ဆရာတို့ပထမဦးဆုံးတစ်ခုကတော့ဆရာတို့ကဒါ Juran လို့ခေါ်ပါတယ်နော်အဲ့တော့ဒီ verb ပြန်နောက်မှာဆရာတို့ delimon ing လိုက်တယ်ဆိုဆရာတို့က Juran လို့ခေါ်မယ်နောက်တစ်ခုကျတော့ enjoy နာမှာဒီမှာဆရာတို့ verb နောက်မှာဆို2 plus verb infinitive လိုက်တာတွေ့ရမယ်ဒါဆိုရင်တော့ဆရာတို့က2 plus infinitive form လို့ဆရာတို့ပြောပြရမယ် နော်ကတချို့ verb တွေကကြတော့ဆရာတို့က gerund တွေ like လို့ရပြီးတော့တချို့ verb တွေကကြတော့ gerund like လို့မရတဲ့ verb တွေရှိတယ်။အဲ့ဒီထဲမှာမဆရာတို့က want ကအပါဝင်ဖြစ်ပါတယ်။ I want ing ဆရာ gerund မ like ဘူးဖြစ်တယ်နော်။အဲ့တော့တကယ်တကယ်ဆရာတို့ဒီလိုပြောပြရမယ်။ I want to play the piano. ကဲအားရဆိုရင်တော့ဆရာတို့အစပြုတဲ့အနေနဲ့ gerund နဲ့ infinitive ရဲ့ပုံစံလေးတွေအစပြုတဲ့အခါမှာ gerund က ။ Vietnam from ING ပုံစံနဲ့ဆိုဆရာတို့က Jiren လို့ပြောပြီးတော့2 infinitive form နဲ့လိုက်တယ်ဆိုတော့လည်းပဲဆရာတို့အစာပြုလိုက်ပြီးပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဆရာတို့သင်ခန်းစာစာကြည့်ကြရအောင်။ Number 1 study the following. ဆရာတို့ဒီထဲမှာ bubbles ထဲမှာပါတဲ့စကားလုံးလေးအရင်ဆုံးသားတို့တို့ဖတ်ကြည့်ပါအောင်။ Okay. So what do you like doing in your free time? ဒါဆိုရင်တော့ဆရာဘာတွေ့ရမလဲဆို like doing not like do verb ရဲ့အနောက်မှာဆရာဘာလိုက်လဲဆိုတော့ ing ဖြစ်တဲ့ during ပုံစံလိုက်ထားတာတွေ့ရမယ်။ဒါဆိုရင်တော့ဆရာဘာသာပြန်တဲ့အခါမှာစကားပြောတဲ့အခါမှာဘယ်လိုပြောပြရမလဲဆိုတော့ချင်းဟာရတာဟာနော်အဲ့တော့ဒါတို့ပြင်တော့အားတဲ့အချိန်မျိုးမှာတဲ့ဘာတွေကိုလောက်ရတာအကြိုက်ပါတယ်လေတဲ့နော်ဘာတွေလောက်ရတာအကြိုက်ပါတယ်လေ Okay. ဒီဘက်ဘာဘောထဲမှာဘာပြောထားလဲဆိုတော့ I like playing the piano. I wish to become a professional pianist when I grow up. Okay, ဒီမှာဆိုရင်လည်း like plus gerund ပုံစံသုံးထားတယ်။ piano တီးရတာကိုကြိုက်ပါတယ်။အဲ့တော့အဲ့ဒါကြောင့်မလို့သူကြီးလာတဲ့အခါမှာဒီ professional လို့ခေါ်တဲ့ကျွမ်းကျင်တဲ့ piano ကတီးတီးခတ်သူတယောက်ဖြစ်ဖို့ဆန္ဒရှိပါတယ်။ ဒါဆိုတော့ဆရာ wish နဲ့မှာ wish ရနောက်မှာကျဆရာတို့က2 plus infinitive ပုံစံသုံးသွားတာလေးမတွေ့ရဘူးလားဟုတ်တယ်ကဲဒါဆိုရင်တော့ဆရာတို့ကဒီ question bubble ထဲမှာရှိတဲ့ဟာနှစ်ခုကြည့်ချင်းအဖြစ်ဆရာတို့က you ran your 2 plus infinitive your တီးသွားပြီနော်ဒါဆိုတော့သူတို့တွေကဘာတွေလဲဆိုဆက်လက်ပြဒီမှာရှင်းပြဟာတာဖြစ်ပါတယ်။ box ထဲမှာကြည့်ကြည့်မယ်။ some verbs are followed by a gerund or an ing form တချို့တချို့ verb တွေကကြာဆရောက ing နဲ့လိုက်တဲ့ verb တွေရှိသလိုမျိုး ing ပုံစံလို့ခေါ်တဲ့ဆရော gerund နဲ့လိုက်တဲ့ပုံစံတွေလည်းပဲရှိပါတယ် for example ဥပမာအနေနဲ့ဆိုရင်ဘလို verb တွေကဘာတွေလိုက်နိုင်တယ်လဲဆိုတော့ like to enjoy to hate to love to I said, အစားစားရှိတဲ့ဖြစ်အဲ့ဒီသကလုံးတွေရဲ့အနောက်မှာဆိုရင်ဆရာက durian day like လို့ရပါတယ်နော်အဲ့တော့ like playing like eating i love sleeping အရာတာကြိုက်တယ်ကစားရတာကြိုက်တယ်ဆော်ရတာကြိုက်တယ် enjoy နေတဲ့သူဆိုတော့သုံးမှာဆိုတော့ i enjoy singing The တချင်းဆိုရတာကြိုက်တယ် hate seru အနေနဲ့ဆရာတို့ပြောမှာဆိုလား hate အနေနဲ့ဆရာပြောကြည့်မယ်ဟုတ်ပြီ i hate eating oily food အစီများတဲ့အစားအစာကိုစားရတာမုန်းတယ်စားရတာမကြိုက်ဘူးကဲဒါဆိုရင်တော့ Sarah enjoy to like to hate Diana မှာက Sarah Giran တော့မဟုတ် ING နော် Giran လို့ခေါ်တဲ့ Sarah ING ပုံစံနေလိုက်လို့ရတယ်ရမလားကဲဒါဆိုရင်တော့ဆက်လက်ပြီးတော့နောက်ထပ်ပုံစံတစ်ခုကပါလဲဆိုတော့ some verbs are followed by a two infinitive form the true verb တွေကကြာဆိုတော့ two infinitive form နဲ့လိုက်ပါတယ်တဲ့နော်ခုနအပေါ်မှာ Sarah က Giran လို့ခေါ်တဲ့ ING ပုံစံလိုက်တယ်ဒီခု to plug infinitive form like the verb they are by, the let's jiang wish, afford, refuse, etc. I wish to afford to refuse to eat anamas so in body like this, right? So two plus infinitive like this. I wish, uh, sorry, anamas, so you know, two plus infinitive like this, you know, wish be, to become, wish to become people sana shide. I afford to, uh, to carry that. I afford to carry the box. No, I afford to attend the university ရမလားအဲ့လိုမျိုးလေးတွေဆရာပြောလိုက်ရတယ်ကဲဒါဆိုတော့ပထမပုံစံနဲ့ဒုတိယပုံစံလေးတွေတအားတို့မျိုးတီးသွားပြီเนาะ children ပုံစံနဲ့ two infinite ပုံစံကဘယ်လိုမျိုးသုံးတယ်လဲဘာတွေဘယ်လိုမျိုးလိုက်ရင်တော့ဥပမာလေးပြထားတယ်ဆိုတာလေးလည်းတအားတို့မျိုးရှင်းသွားပြီထင်ပါတယ်ကဲဒါဆိုရင်တော့ဆက်လက်ပြီးတော့ဆရာတို့ Number 2A read the text. So this time this are by ma shi de su sui a chang wo da ro tumi lo te cha soa kwe teng nge chin ne atu de kwa phat pi do ba dai bian ji ja ba pi wa bi soa ne da ro tumi lo အာဒီဆွေဆွေကဘာတွေလောက်ရတာကြိုက်တယ်လဲဆွေဆွေကဘာပြဿနာတွေရှိနေတယ်လဲဆွေဆွေကသူ့ရဲ့ဆန္ဒပြမြောက်ဖို့ဘာတွေဖြစ်စေသူမကဘာတွေလုပ်နေတယ်လဲဆိုတာအကြောင်းအရာလေးတွေကိုအာစိတ်ဝင်စားစွာနဲ့အာဖတ်ကြည့်ကြပါအောင် So have you finished? Okay. So what is Swiss Sui problem? So we have to so know about the reality. Yeah, That's why How day? What does she want to be? Do you know about the Of course, very good. And what did she do to fulfill her desire? Do you Okay. about the reality? Do you know about the reality? Okay. အဲ့ဒါဆိုရင်တော့ဒါတို့မျိုးဖြစ်တဲ့မိကွန်လေးတွေကအကင်မှုရှိတယ် နော်ဒါဆိုရင်တော့ဆရာနဲ့အတူတူကနောက်ထပ်တစ်ခေါက်ဆက်ဖတ်ကြည့်ကြရအောင်ပိုမိုပြီးတော့ဒီအကြောင်းအရာလေးသိသွားအောင်နော် Sui Sui enjoyed eating chocolate cheese sweets potato chips အဲ့တော့ဒီကောင်ဒီအားလုံးကအစားအသောက်တွေပဲဖြစ်ပါတယ်နော် chocolate တွေ cheese တွေ sweets လို့ခေါ်တဲ့တခြားလုံးတွေ potato chips လို့ခေါ်တဲ့ဒီဆာလူအာလူအာချက်ကြော်တွေအာလူတေးတေးအာလူပြားကြော်တွေပေါ့နော် အာလူကြော်တွေစားတဲ့ဖြစ်အဲ့အားအစားအသောက်တွေအားလုံးကို စားရတာကြိုက်နေတတ်ပါတယ်တဲ့ဆွေဆွေက then she found that she was gaining weight အော်ပြီးတော့အဲ့အဲ့နောက်ပိုင်းမှာပဲသူမကဝိတ်တွေတက်လာတာဆိုတော့သူသူတိလာပါတယ်လေ she decided to go on a diet on a diet ဆိုမှထားမယ် weight ချဖို့ဆုံးဖြတ်ခဲ့လိုက်တယ် her aunt offered to cook healthy food for her နော်သူမအတော်啊ဆိုတော့သူမအတွက်ဒီကျမ်းမာတဲ့အစားအစာတွေချက်ပေးရမလားဆိုပြီးတော့ဘာဖြစ်လဲဆိုတော့ကန်လန်းပါတယ်နော်ချက်ပေးဖို့လဲကန်လန်းတယ်အာမင်းတို့ဘာချက်ပေးရမလဲပေါ့နော် so so stop eating fast food ီအသင်စားစားစာရလွယ်တဲ့အစားစာတွေကိုသူစားခြင်းအနေမှာသူရက်တန့်လိုက်ပါတယ်နော် after a month တလကြာပြီးရနောက်ပိုင်းမှာတော့ she had lost a few pounds အော်ပေါင်တချို့ကြာပါပါတယ်ဗောနော်ဆိုတော့သူပေါင်နေနေကြာပါပဲအရင်ကတော့ဥမာဆိုဆိုပေါင်140ရှိသွားတယ်ဆိုရင်အခုကတော့သူမပေါင်135လောက်ပဲကျန်တော့ပဲနော် Uh, but she wanted to lose more. သူနောက်ထပ်ပြီးတော့ weight တွေကျတစ်ထပ်ပိုပိုပြီးတော့ကျခြင်းသေးတယ်။ Her aunt also suggested that she should go to the gym. သူမ gym သွားသင့်တယ်လို့လည်းပဲသူမအတော်ကလည်းပဲအကြံပေးတယ်။ She so didn't fancy exercising. The exercise the no. But she agreed to give it a try. Give it a try no. the ဆမထားမယ်စမ်းကြည့်ပါเนาะ။အသူမစမ်းကြည့်ဖို့တော့သဘောတူခဲ့လိုက်တယ် and she exercises every day and she looks better now she's hoped to lose more weight အဲ့တော့သူအဲ့တလိုမျိုး exercise တွေလုပ်ဖို့သူသဘောတူခဲ့ရင်းနဲ့နေ့တိုင်းသူ exercise တွေလုပ်တယ်အဲ့လိုနဲ့ပဲသူမှအခုဆန္ဒပုံမှုပြီးတော့ကြီးကောင်းတဲ့ခန္ဓာကိုယ်လေးပိုင်ဆိုင်သွားပြီသူမှပုံမှုပြီးတော့ကြီးကောင်းသွားပြီအဲ့လိုနဲ့ပဲသူဆက်လက်ပြီးတော့ weight တွေကျတဲ့ထက်ပုံမှုပြီးတော့ကျဖို့ဆန္ဒပြုပါတယ်နော်သူကျချင်စေဆန္ဒရှိသွားတယ်ကဲအဲ့ဒါဆိုရင်ဒီ survive ဖတ်ပြီးရဲ့နောက်ပိုင်းမှာအာဆီဆိုရဲ့ problem ကဘာဘာပြဿနာရှိတလဲသူမရဲ့ဆန္ဒပြဝဖို့အတွက်သူမဘာတွေလုပ်ရမလဲဆိုတာမိကုန်းလေးတွေရသွားပြီနော် Okay so so select number 2B put the verbs underlined in the text in the correct column အဲ့တော့ခုနကဆိုတော့ text ထဲမှာ underline လုပ်ထားတဲ့စကားလုံးတွေကိုသတိထားကြည့်ကြလိုက်သူရဲ့အနောက်မှာဆိုရင်တော့ gerund verb plus gerund ပုံစံလိုက်တာလားမဟုတ်လဲ to plus infinitive ပုံစံလိုက်တာလားဆိုတာလေတစ်ချက်လောက်ဒါတော့သူမျိုးပြန်ကြည့်ပြီးတော့မှန်ကန်တဲ့ဒီမှာ column နှစ်ခုဇယားနှစ်ခုပေးရတယ်အဲ့ဒီနေရာမှာလာပြီးတော့ထည့်ပေးပါ enjoy ဒီမှာဇယားနှစ်ခုပါရှိသေးအောင်မလဲเนาะ အလိုမျိုးလေးနောက်တစ်ခုဒီဘက်မှာ uh, verb de so, chay de nam... şey so, ma... plus infinitive ဆိုရင်လည်းဒီမှာ decide ပေးထားတယ်ဆရာစာပိုက်တစ်ချက်ပြန်ကြည့်ကြရအောင်ဒီမှာဆို enjoy eating jiren light ထားတယ် enjoy ကဲနောက်တစ်ခု jiren light ထားဆိုင်ရှာကြည့်ပါအောင် underline လောက်ထားတဲ့စကားလုံးလေးတွေကိုဟုတ်တယ် eating ရဲ့နောက်အရှိမဆိုရင် just stop addison audio မှာ select ပြီးတော့ဒါတို့ကျွန်တော်က stop ချက်ဖြည့်လို့ရတယ် generate to flood 2 plus infinitive ကိုလည်းပဲ tone to ဆိုတာလည်းကောင်းပဲမို့လို့ just try it by yourself ကိုယ်နဲ့ကိုလုပ်ကြည့်ပါနော် Okay, so here we go to number 2C. Study the following tables. အပပေးရတဲ့ဇာတ်တွေအရင်ဆုံးလေ့လာရမှာဖြစ်ပါတယ်။အဲ့တော့လေ့လာရတဲ့ဆိုရင်နေရာမှာဘာဇာတ်တွေလဲဆိုဆိုကြည့်ကြရအောင်။ What verb which are followed by a gerund? Gerund like နိုင်တဲ့ဆိုတော့ gerund like တဲ့ verb de တွေဖြစ်တယ်။ အဲ့တော့ဒီ verb တွေရနောက်မှာဆိုဆရာက gerund ဖြစ်တဲ့ buff on ng တွေလိုက်လို့ရနိုင်တဲ့ verb တွေပဲဖြစ်ပြီးတော့ဒီဘက်ကဇာအပြာကွက်မှာတော့ verbs which are followed by a to plus infinitive ပေါ့နော် to infinitive ပုံစံတွေလိုက်လို့ရနိုင်တဲ့ verb တွေကတော့ဒီ verb တွေပဲဖြစ်ပါတယ်။ကြည့်အရဆိုရင်တော့ဒီ verb တွေတွေကတအားသမီးတို့ဖြစ်နိုင်တော့အလွတ်ကျထားရမှာဖြစ်ပါတယ်။အဲ့တော့ဒါမှအတလင်ဆရာဒီ ver verb ကဆိုရင်တော့ဘယ်အဘဘသူနာမှာဘလို့လိုက်လို့ရတယ်လဲ။ဘာတွေ gerund လိုက်လို့ရသလား။ to plus infinitive လိုက်လို့ရသလားဆိုတာသိသွားမှာဖြစ်ပါတယ်เนาะ။အရင်ဆုံးဒီဘက်ကဆရာ ဒါတော့တမီးတို့မသိတဲ့စကားလုံးတွေပါလေရှိမလဲဟုတ်ပြီအဲ့ဒါဆိုတော့ဆရာတို့ဆက်လက်ပြီးတော့တွားကြည့်ကြရအောင်နော် avoid avoid ကတော့ရှောင်ရှားတယ်ဖြစ်တယ်နော် enjoy ကတော့နစ်သက်တယ်သဘောကျတယ် keep keep ကတော့ဆရာဆက်လက်လို့အဓိပ္ပာယ်ရတယ်ဥပမာအနေနဲ့ဒါတော့တမီးတို့ပြောရမှာဆိုတော့ uh i keep learning english ျွန်တော်ဆက်လက်ပြီးတော့အင်္ဂလိပ်စာလေ့လာနေစေဖြစ်လေ့လာနေပါတယ်။အာ keep going ဆက်လက်ပြီးတော့သွားတယ်စသဖြင့်ပေါ့နော်။ကဲနောက်တစ်ခု resist carousel ခုခံနေ begin စတဲ့နေ fancy ရွတ်တဲ့ဂျိုင်းနေတတ်တဲ့ fancy ဖြစ်တယ်။ like ဂျိုင်းနေတတ်တဲ့သဘောကြတယ်။ mind mind carousel ကအမျိုးမျိုးအတုံးတုံးပုံမှာမူတည်ပြီးတော့ဘာသာပြန်ပေးရမှာဖြစ်ပါတယ်။ဥပမာအခုဆရာပြမယ်ပုံစံလေးကတော့ဒါတော့တမီးတို့တုံတယောက်ကို request လုပ်တဲ့အခါမျိုးမှာ အာတုံးတဲ့အတုံးလုံးနေရဆိုတော့စိတ်ရှိမလားစန္ဒရှိမလားဆိုရက်အတိတ်ပဲလေးပေါ်ဆောင်သွားမှာဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုရင်တော့ do you mind giving me a hand ကိုကြီးပေးဖို့စိတ်ဆန္ဒရှိမလားဒါဆိုတော့ဆရာတို့ဒီမှာကျတော့ဆရာတို့ mind ကိုအတုံးပြုအဲ့လိုမျိုးလေးဘာသာပြန်ပေးပါတယ်နော် consider you said finish ပြီးဆုံးတဲ့ love ကြိုက်တဲ့အလွန်ကြနေတဲ့ချစ်တဲ့နော် start ကတော့ဆရာစတဲ့ ਨੇ deny ညင်ပေတဲ့ hate မုန်းတဲ့ practice လေ့ကျင့်သည် stop ရပ်တန့်သည် dislike အကြိုက်ဘူးမနစ်သက်ဘူးပေါ့နော် include ပါဝင်နေ quit တော်သည်ရပ်သည်ရပ်တန့်သည် suggest ဆိုအကြံပေးသည်ကဲဒီစကလုံးတွေအားလုံးကတအားတို့မျိုးကအာအလုပ်လေးမှတ်ထားဖို့လိုအပ်တယ်เนาะဒါဆိုရင်တော့ဒီစကလုံးတွေရဲ့အနောက်မှာဆိုကျွန်တော်ကဘာတွေအကုန်လိုက်လို့ရလဲဆိုတော့ ing တွေအကုန်လိုက်လို့ရတယ်เนาะနောက်တစ်ခုကကျွန်တော်စရိပ်ပံပေးပါပေးထားတဲ့စကားတွေကဘာလဲဆိုတော့ afford decide hesitate pretend တတ်နိုင်တယ်ဆုံးဖြတ်တယ် are တွန်းဆောက်တယ်ဟန်ဆောင်တယ် agree decline hope promise တဘောတူတယ်ညင်းပယ်တယ် are ဒီဆန္ဒရှိတယ်မျော်လင့်တယ် promise ဆိုကတိပေးတယ် aim expect learn refuse ရှိမှန်းတယ်မျော်မှန်းတယ်လေ့လာသင်ယူတယ်ညင်းပယ်တယ် arrange, fill, manage, want. Ah, these are season just shown eh, season eh, manage load as a soga, cannot cook, manage load as a soga, manage load, see, see, man can quit eh, want, lojin eh, attempt, offer, plan, wish, juban eh, can land eh, season the wish, ဆန္ဒရှိတယ်။ကဲဒါဆိုတော့ဒီ verb ဒီအားလုံးပါဆိုရင်တော့သူ့ရဲ့အနောက်မှာ to plus infinitive တွေလိုက်ပေးရမှာဖြစ်ပါတယ်။ကဲဒါတော့သူတို့ဒီဇာတ်နှစ်ခုမှာဆိုရင်သတိထားမိတာတစ်ခုလေးရှိပါသလား။နည်းနည်းထူးခြားတာလေးရှိတာ။ဟုတ်တယ်ဒီမှာဆိုတော့ sir ကျေပုံစံလေး like star ပြထားတဲ့ပုံစံလေးပဲအဲ့ဒါဆိုတော့ဒီအောက်မှာပြောထားတာရှိတယ် the verb asterisked can also follow sorry can also be followed by a to infinitive တော့ဒီလိုမှ asterisk လို့ခေါ်တဲ့ပန်းပွင့်ကျဲ star ပုံစံမျိုးပြထားတဲ့ verb တရားဆိုရင်တော့ so ing gerund မှာမကဘဲနဲ့ infinitive verb ပါလိုက်လို့ရပါတယ်တဲ့เนาะဥပမာနဲ့ဆိုရ begin ခုနဆရာเนาะဥပမာနဲ့ဆရာပြောရမယ်ဆိုရင်တော့ i begin taking a shower ရေစတင်ပြီးချိုးပါတယ်အဲ့လိုမျိုးပြောလို့ရတယ်လို့ i begin to take a shower လို့လည်းပြောလို့ရတယ်เนาะအဲ့တော့တအားသမီးတို့နေ့စဉ်နေနဲ့သုံးများတဲ့စကားလုံးနေနဲ့ဆိုရင် like ပဲဥပမာဆို i like uh, playing football ဘောလုံးကစားတာကြိုက်တယ်ဒါဆိုရင်ဆရုပ်ကအဲ့လိုမျိုးလိုက်လို့ရတယ်လို့မျိုး to play infinite ပုံစံနဲ့ပြောလို့လည်းမရဘူးလားဆိုတော့ပြောကြည့်ကြမယ်နော် I like to play football ပြောလို့မရဘူးလားရတယ်နော်အဲ့တော့ပြောချင်တာကစကားလုံးတိုင်းတော့မရဘူးဒီမှာ asterisk ပြထားတဲ့စကားလုံးတွေပဲရမှာဖြစ်ပါတယ်နော်အဲ့ဒါဆိုဒီကောင်လေးတွေပဲဆက်လက်ပြီးတော့ဆရုပ်မှတ်သားရမှာပဲဖြစ်ပါတယ် notice the difference between stop doing something and stop to do something step ကိုကျတော့ဆရာကမှတ်ချက်ဆက်လက်ပြီးတော့တတိထားရမှာဖြစ်ပါတယ်အဲ့တော့ဒဇုံတစ်ခုလောက်ခြင်းလောက်တာလောက်ရတာလောက်တာကိုရက်တန်က တယ်ဆိုတဲ့စကားလုံးရဲ့နောက်တစ်ခုကျတော့တစုံတစ်ခုကိုလှုပ်ဖို့ရက်တန့်နေဆိုတဲ့ဟာကိုဆရာတို့ကိုကိုယ်ကိုယ်ပြပြသိဖို့လိုအပ်တယ်ဒီကောင်ကျတော့ဂျန်နေဟာဆိုဆရာတို့ကဘလို့ပုံစံပဲ၃၃အဓိပ္ပာယ်အတူတူပဲဒါပေမဲ့ stop ဆိုတဲ့နေရာမှာတော့ဆရာတို့ကိုယ်ပြ differences တွေရှိတယ်ဆိုတော့သိထားရမယ် we stop taking pictures နဲ့ we stop to take pictures ဆိုတဲ့စာကြောင်းနဲ့ကြောင်းနဲ့ဥပမာပြထားတာဖြစ်ပါတယ်ဒီမှာဆိုတော့ explain လုပ်ပြထားပါတယ် we were no longer taking pictures ငါတို့အာဆက်လက်ပြီးတော့ဒီဟာလာဓာတ်ပုံနဲ့အကြိုက်ရိုက်ခြင်းနဲ့မလုပ်တော့ဘူးဒါဆိုတော့ဓာတ်ပုံရိုက်ခြင်းငါတို့ရက်တန်တယ်ဓာတ်ပုံရိုက်ရင်းနဲ့ဟိုဆိုတော့ဘာဖြစ်လဲဆိုတော့ရက်တန်သွားတာဒါပြောချင်တာနောက်တစ်ခုကကျတော့ we stop to take picture နပြက်စလိုက်ပဲဆရာတို့ဒီမှာဖတ်အစာဖတ်ကြတဲ့ဖတ်လိုက်မယ်ဆိုရင် we stopped to take pictures ငါတို့ရက်တန်လိုက်တယ်ဓာတ်ပုံရိုက်ဖို့ ဒါကကြတော့ရိုက်ရင်နဲ့ရတာမဟုတ်ဘဲနဲ့ရိုက်ဖို့ကိုဆိုတော့တခုခုလောက်လက်စတွေကိုရက်လိုက်တာအားတကြောင့်ဒီမှာသူအရှင်းပြဟာ right we stop what we were doing to start taking picture right so it's mean like ဆိုတော့လုံနေခဲ့တဲ့အရာတွေအားလုံးကိုမှရက်တန်ပြီးတော့ ဘာလို့ဖို့လဲဆိုတော့ဓာတ်ပုံရိုက်ဖို့အဲ့နှစ်ခုရဲ့အတိတ်ပဲတော့ကွဲကွဲပြားပြားလေးတိဖို့လိုတယ်ဒါကတော့ sir stop ရဲ့ difference တွေကိုဆက်လက်ပြီးတော့အာမှတ်ချက်အနေနဲ့အမှမှတ်တာခိုင်းထားတယ်ဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီအောက်ကအချက်လေးတွေကအရေးကိုတကယ်ကိုအရေးကြီးတယ်နော်အပေါ်မှာပေးထားတဲ့ဒီ gerund ပုံစံနဲ့ infinitive ပုံစံကိုတော့ကျွန်တော်တို့အလုပ်ဖြစ်နိုင်တော့မြင်များလေးဖတ်ထားပေးဖို့လိုအပ်ပါတယ်နော်ဟုတ်ပြီဆက်လက်ပြီးတော့ sir example လေးပြပေးမယ်အဲ့ဒီဟာတွေတော်တော်များများမှတ်သားပြီးသွားပြီးမြင်များလေးဖတ်ပြီးသွားပြီးဆိုတာ ਨੇ ဒီကောင်ဒီနားလေဒါသွားတယ်ဆိုတော့ဆရာတို့ကဒီပုံစံလေးကြည့်ကြရအောင် example which you follow by a gerund or a triplet infinitive form ဖြစ်ပါတယ်ဒါဆိုရင်ဆရာဥပမာလေးနဲ့ပြပေးထားတာဖြစ်ပါတယ် the true verb တွေကဆိုရင်ခုနဆရာတို့က ing လိုက်လို့ရတယ်လို့ infinitive ပုံစံနဲ့လိုက်လို့ရတယ်ဆိုတာဒီမှာတွေ့ရမယ် mom mom began playing to play the guitar ဒီမှာဆရာတို့က playing the guitar လို့ပြောလို့ရတယ်လို့ begin ရနာမှာကခုနဆရာတို့ပြောခဲ့တယ်နော် Joanna uh, Leluyare, to plus infinitive Leluyare. Begin to like, to love, to hate, to start, to stop, to I count it. I don't know. Alright, and also let me know. My mom likes cooking or to cook mohinka. Mohinka go chayara, jide. Mohinka chepo, jide. No? Alright, so now, at to do like, blah, 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 engineer, like, to plus, zero, and a day, we got all, at to do နော်အကောင်လုံးကတော့ဆရာကချဲရတာကြိုက်တဲ့သဘောဆောင်တယ် she started talking she started to talk about the history of began began the mind Yamala. ကိုပြောဖို့စတင်ပါတယ်နောက်တစ်ခုကျတော့သူမစတင်ဖို့ပြောပါတယ်အတူတူပဲရမလားဆက်လက်ပြီးတော့ i hate working i hate to work at weekends အဲ့တော့ဒီပိရက်တွေမှာအလလောက်ရတာမကြိုက်ဘူးပည့်ရမှာအလလောက်ရတာမကြိုက်ဘူးတူတူပဲနော် I love learning I love to learn new languages Okay, so these are just examples. Okay, so off we go to number three. Complete each sentence with the gerund or to infinitive form of the verb given in the box. အဲ့တော့ okay, so box တက်မှာပေးထားတယ်စကားလုံးတွေကိုသုံးပြီးတော့ gerund နဲ့သုံးလိုက်ရမလားနောက်တစ်ခုကဆိုတော့က to plus infinitive ပုံစံနဲ့ပြောသုံးရမလားဆိုတော့တော့ဒါတော့တမီးတို့အရင်ဆုံးကိုယ့်ရဲ့တငယ်ချင်းနဲ့ပူပေါင်းပြီးတော့ဘာလို့မလဲဆိုတော့ဖြေဆိုကြည့်ပါ Well, have you got the answers? Very good, sir. Let's keep going to the number four. Match the two halves of each sentence. ဒါဆိုရင်ဆရာ great fight မှာကလေးကလုတ်ခဲ့တာပဲဖြစ်ပါတယ်เนาะ။စာကြောင်းအပိုင်းအပိုင်းနေပေးထားတယ်။ဟိုဘက်ဒီဘက်ကိုဆရာတွဲပေးရတာဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ဒီကောင်းဒီလုတ်ဖို့အတွက်လဲဆရာခုနကဆရာလေးလာခဲ့တဲ့ Juran နဲ့ two plus infinitive ပုံစံပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဒါတော့ပြင်လို့ရလိမ့်မယ်လို့ဆရာမျှော်လင့်ပါတယ်။ဒါဆိုရင်တော့ဒီကောင်းကိုတကုတ်တင်ငယ်ချင်းနဲ့အရင်ဆုံးဖွဲ့စည်းပြီးတော့ဖြည့်ကြည့်ပါအောင်။ Have you finished? Okay, sir. So, so check out the answer. Number one, we have plan. season Number two, don't hesitate. Number three, before the headmaster, down shema mamba deny. Mamba Mom always leaves home early to avoid. Amiga shang shapu Number five. as i want to lose more weight i have to keep ငါ weight ပုံမပြောကြချင်တဲ့အတွက်ကြောင့်မလို့ငါဆက်လက်ပြီးတော့ကွက်လက်လောက်ရမယ်ဟုတ်ပြီဒါဆိုရင်ဒီဘက်မှာပေးထားတဲ့ A2E ရဲ့သူရဲ့ဒုတိယအပိုင်းပေါ့နော်ဒုတိယအပိုင်းစာကြောင်းလေးဖတ်ကြည့်ကြအောင် to phone me if you need your help if you need my help ငါအကူအညီလိုတဲ့လိုတယ်ဆိုရင်တော့ငါ့ကိုဖုန်းဆက်ဖို့ဟုတ်တယ်ဆရာဘာနဲ့တွေ့မလဲဆိုတော့ ချူးနဲ့တွဲမယ်နော်မတွန့်ဆုတ်ပါနဲ့နံပါတ်ဘီ driving during the rush hour ယုံတဲ့ယုံစင်းချိန်တော်တွေမှာကာမောင်းခြင်းကဲဒါဆိုရင်ဘာနဲ့တွဲမလဲဟုတ်တယ်နံပါတ်၄နဲ့တွဲမှာဖြစ်ပါတယ် mom always leave home early to avoid အမေအားလည်းအင်းကနေအမြဲတမ်းစောစောထွက်လာလေးရှိပါတယ်တဲ့ရှောင်ရှားဖို့ဘာလဲရှောင်ရှားဖို့လဲအဲ့လိုယုံတတ်တဲ့အခါမှာဆိုရင်ကာမောင်းရတာမျိုးတွေက ကားကြက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာမျိုးတွေကိုရှောင်ရှားဖို့အတွက်အမေကအိမ်ကနေမှစောစောထွက်လာပါတယ်လေ Number C taking exercise every day နေ့တိုင်း exercise လေ့ကျင့်ခန်းပြုလုပ်ခြင်း ပြုလုပ်ရတာ how day no celebrate low arm to wait number five net way me how day no out of barule sorima wait judge in a pumuro wait judge in a jamalu celebrate on need I teaching a low arm number D to visit some famous temples and began began a sheet to the temple jojani de the paya down the lebepu of course season target number one number E breaking the window but no one believed him ဟုတ်တယ်။နောက်ဘာနဲ့တွဲမလဲဆိုတော့ number 3မောင်ပါကဒီဆရာကြီးတောင်းဆရာကြီးရှေ့မှာတော့မှသူညင်းပယ်ခဲ့တယ်သူပရင်ပါကိုမချိုးခဲ့ဖျက်ဆီးခဲ့ပါဘူးဆိုပြီးတော့เนาะဒါမဲ့ဘသူမှတော့သူမယုံဘူး။ Okay ဒါဆိုရင်တော့ number 4နဲ့ပတ်သက်တာရပါပြီလို့ဆရာယုံကြည်ပါတယ်။ဆက်လက်ပြီးတော့ here we go to number 5 A complete each blank with the correct form of the verb do. do လို့ခေါ်တဲ့ verb တွေကိုမန်ကန်အောင်မန်ကန်တဲ့ပုံစံနဲ့အသုံးပြုပြောင်းပြီးတော့ပုံစံပြောင်းပြီးတော့ဆရာတို့ ပုံပေးရပါမယ်တဲ့အဲ့တော့ဘာပုံစံပြောင်းပေးရမှာတော့ဆိုတင်ခဲ့တဲ့ပုံစံတစ်ခုပဲရှိတယ် to infinitive နဲ့သို့မဟုတ် gerund ပုံစံပြောင်းပြီးတော့ do လေးကိုပဲဆိုတော့အမျိုးမျိုးပြောင်းပြီးတော့ဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်ကဲဆို number 1 to 8ရှိပဲကိုယ့်အနေကိုအရင်ဆုံးဖြည့်ကြည့်ကြပါအောင် finished okay so uh so to go out to you number 1 what do you plan blank during the summer holiday the summer holiday new year the alia de ma so yin do ba kwalat season shi ba da le how to do you know What do you plan to do during the summer holiday? Plan ကဆိုခုနဇာမဆိုပြောပြပြီးသားနော်ဇာမဆိုရင်ဆို plan ရနာမှာက2 plus of 0ပဲလိုက်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ဆို number 1ကအာဘာလဲဆိုတော့ to do ဟုတ်တယ်နော်ဒီနွေရဒီအားလေးရတယ်မှာဆိုရင်တော့ဘာလုပ်ဖို့ဆန္ဒရှိတယ်လဲဒါဆို plan ရအနောက်မှာခုနဆိုဖြည့်တာဟုတ်တာမဟုတ်လားဆိုဇာနဲ့ပေါ်ပြန်သွားပြီးတော့ကြည့်ကြည့်ကြအောင်နော် Okay, di mana sen zero plan tu ya me, no? Di mana sen to plan infinite akuai zero mabe zero like bi ama. Ada jauh malu to do be like bi ama pi pade. Okay, jadi number two to eight ko so, jaro taruh tu video ka. Tengen jenai be, time video ko ya pi malah mana zero sejiba, no? Selepas video zero number five be work in pairs, ask and answer the question in exercise five A. exercise 5a မှာဆိုရင်ခုနဆိုလုတ်ခဲ့တဲ့မိခွန်းတွေ1 to 8ရှစ်ခုရှိတယ်။အဲ့ဒီ6ခုတွေကိုတာရသမီးတို့ကအချင်းချင်းကိုယ်ရဲ့တငယ်ချင်းနဲ့အမင်းမြန်းပြီးတော့အဖြည့်ဖြည့်တဲ့နေရာမှာလည်းပဲတာရသမီးတို့က two two plus infinitive တော်လကောင် duration ပုံစံတော်လကောင်တုံးပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ်အဓိကကတော့ဆရာတို့ဘာတွေ focus ထားနေတယ်လဲဆိုတော့ဒီနေ့သင်ကြားသွားတဲ့ပုံစံနှမျိုးကိုပဲဆရာတို့အလေးထားပြီးတော့ပြောဆိုရမှာဖြစ်ပါတယ်နံပါတ်8ထဲမှာဥပမာလောက်ပြထားတယ် what do you plan to do during the summer holiday I plan to go hiking. ဒီမှာဆိုမေကိုမေးကြတဲ့ဆိုတော့2 plus infinitive ဆိုဆိုပြည့်ချင်းမှာလည်း2 plus infinitive ပုံစံဖြစ်ပေးရမယ်။ရမလား?ကဲကျွန်တဲ့ဟာဆိုရင်လည်းပဲကျွန်တဲ့ပုံစံတိုင်းလေးပဲ။ဒါတော့မင်းတို့အဖြေကိုကျတော့ကြက်တယ်လို့ဖြေခွင့်ရှိပါတယ်။မေကွန်ကျတော့ဒီ number 5 exercise 5a မှာရှိတဲ့မေကွန်အသုံးပြုပြီးတော့တငယ်ချင်းတွေကိုမေးမြန်းပါ။ကိုဒါတော့မင်းတို့မေးမြန်းခံရတဲ့အခါမြန်လဲပဲကိုအနေနဲ့ဘယ်လိုဖြေမလဲဆိုတာလေးကိုလည်းပဲစဉ်းစားထားပါ ရမလား okay ဆိုတော့အစောဒီကောင်းလေးလောက်ဆောင်ကြည့်နိုင်မယ်လို့ဆရာမျှော်လင့်ပါတယ် okay so here we go to number 6 choose any four verbs from the box and make four sentences with the activities given အဲ့တော့ဒါရဒမီဒီမှာ box ထဲမှာပေးထားတဲ့ verb ကတော့အများကြီးရှိပါတယ်အဲ့ဒီထဲနေမှာကိုကြိုက်တဲ့ verb လေးခုကိုရွေးပြီးတော့အောက်ပါပေးထားတဲ့ဒီမှာ bubble ထဲမှာပေးထားတဲ့ activity နဲ့တွဲပြီးတော့စာကြောင်းဖြစ်အောင်ဖန်တီးပေးရမယ်အဲ့တော့မှ activity က use facebook ride a bike, study Korean, do wushu, go shopping, play the guitar. အကုန်လုံးကတော့ဒါတို့မျိုးတီးပြီးသားပဲဖြစ်ပါတယ်။အဲ့တော့ကိုကြိုက်တဲ့ verb နဲ့လောက်ပြားထားတဲ့ဥပမာလေးတွေကြည့်ကြအောင်။ I attempted to ride a bike when I was 5. ငါငါအသက်9နှစ်တုန်းကဆိုရင်တော့လေဒီစပိန်စီးတာတွေကိုသူစတင်ပြီးတော့ဂျိုးပန်းခဲ့ပါတယ်။ နော်ဒါဆိုတော့ attempt ကတော့ဆရာတို့က2 infinitive ရဲ့အကွက်မှာလိုက်ရတာမို့လို့2 plus verb 0နဲ့လိုက်ပေးရတာဖြစ်ပါတယ်နောက်တစ်ခု my sister enjoys using facebook in facebook တောင်းရတာကိုကြိုက်ပါတယ် enjoy မို့လို့ဆရာတို့က ing လိုက်ရတာဖြစ်ပါတယ်ကဲဒါဆိုရင်တော့တို့တို့တို့မျိုးကြွေးရွေးတဲ့ buff form မှာမူတည်ပြီးတော့ကိုဘလို့တောင်းရမလဲဆိုတာကိုဇာတ်အားမှာပြန်သွားကြည့်ပြီးတော့တောင်းလို့ရရတယ်လို့မျိုးခုနဆရာပြောသလိုအာမြင်းများဖတ်ပြီးတော့တကယ်လို့ဟိုအလွတ်ရတယ်ဆိုရင်တော့ပုံမူပြီးတော့ကောင်းလာပါတယ်အဲ့ဒါဆိုတော့နောက်ထပ်စာကြောင်းကိုတို့တို့မျိုးတို့၄ခု twin video, balomless or ye beji the activity in a toy beji me. Get Okay, so do you remember what I have we to learned today? Of course, what do you like doing in your free time? The earlier thing my body lower the lower the body check the list right, a jangari so then jacare kama, jirene to play infinite bonsanli, then jacare. Okay, that's not the bonsanli, tishi to amelu, mule mare. Thank you so much for your attention and